အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကောက်မှာတော့အမျိုးသားပညာဝင်ဦးဖိုးချာရေးသားထားတဲ့မေမြဆိုတဲ့ဝတ္ထုတူလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလွန်ခဲ့သော73နှစ်ကတပိတ်မောက်ကြောင်များပေါ်ပေါက်လာရာရခိုင်ပြည်စစ်တွေမြို့တွင်လည်းအမျိုးသားအကြောင်းတစ်ကြောင်းတည်ထောင်နေသည်ထို့အကြောင်းသို့တနည်းတစ်ခေါက်ဆိုသလိုတွားရောက်ကြီးရှူရာလွန်ခဲ့သော၄-၅နှစ်လောက်ကတစ်ခေါက်တွားရသည် ရန်ကုန်မှစစ်တွေတို့ပင်လယ်ကူးသမောဖြင့်နှစ်များနှင့်သုံးနှစ်တော်ရ၏၎င်းသမောမှာစစ်တကောင်းကလားများအစည်းအများလုံးဖြစ်၏ရခိုင်များအနေငယ်စီးကြ၏ကျွန်ုပ်သွားသောအခေါက်၌ရခိုင်သုံးနှစ်ရောက်နေမြန်မာကျွန်းတယောက်သာပါ၏အချားလူကကလားများဖြစ်ကြ၏ရန်ကုန်ကထွက်၍တညထွက်ပြီးနောက်ကမ်းလန်းမမြင်သောပင်လယ်ကြီးသို့ရောက်၏ပင်လယ်သမောတွေအားတို့၏အံအောဖွယ်ရာသည်ကြီးကျယ်လာ၏ တမောစီသူတို့ဒီကုန်းဘက်ပေါ်သို့ထွက်ကာပင်လေတမောရိယာကြီးအညို့တက်ကိုမပြန်မစဲဆွဲမြဲကြည့်ရှု၍ငေးမောနေသူတွေတွေးတောနေသူတွေရှိကုန်ကြ၏ကျွန်ုပ်ဒီလေကုန်းဘက်ပေါ်သို့ထွက်ခရာကုန်တင်ကုန်ချပေါက်အနီးတောင်းတစ်ခု၌ကလားလင်မယားနှစ်ယောက်ကိုတွေးမြင်ရ၏ကလာမမှာခေါင်းမိချုံ၍ရှိ၏၎င်း၏အသားရည်မှာအတံပင်ဖြူစင်တက်ရက်၏ထိုကလာမသည် ဖြူစင်တက်ရက်လာသည် အတော့နေသူအနည်းဆုံးမယောင်မလဲကက်ကြည့်ရ၎င်း၏ကံယောက်ျားကလားကဘတ်နဲ့လဲဆရာကြီးဘယ်သွားမလို့လဲထိုင်ပါအောင်လား꽌များပါများစားရအောင်လေဟူမြမာရေးလဲပက်စွာနဲ့နှုတ်ဆက်လေရဩခမရဗမာလိုကောင်းကောင်းတက်တကူဗမာပြည်မှာတော်တော်ကြာနေဦးတယ်ထင်ပါရဲ့အင်မတန်လဲပြည်တာပဲနှုတ်ခမရမိမပေါ့ဗမာစကားတက်ရလား ဒုက္ခကလားကဟဟတက်တက်ရေးပြီးတက်လားမတက်လားခမရပဲမေးကြည့်တော့ဟေးမေမြဒီမှာဗမာတယောက်ကွဲ့စကားများပြောပါဦးဟုဖော်ယူစွာပြော၏မေမြဆိုသူသည်ထိုအခါမှကျွန်ုပ်တို့ဘက်သို့လှည့်၍မျက်နှာဖုံးကိုအတန်ဖွင့်ကာမျက်နှာထားနှင့်ဆိုသည်ကရှင်ကဘယ်ကလဲဘယ်သွားမလို့လဲကျွန်တော်ရန်ကုန်ကလာတာပါအခုစစ်တူကိုသွားမလို့ပဲနေပါဦးခမရကဘယ်ရက်ကလဲ အကြောင်းပါတာဘလောက်ကြာပြီလဲကျမကဟင်္ဒရာနေကပါအကြောင်းပါတာတနည်းကျော်ပဲရှိပါသေးတယ်။ဩဟင်္ဒရာနေကလားကျွန်တော်လဲဟင်္ဒရာနေကပဲခမရနေရက်ကကျမကနိဗ္ဗာန်ရှင်ပင်တာလျောင်းကြောက်ကပါရှင်ကောဟင်ကျွန်တော်လဲနိဗ္ဗာန်ကပဲဆိုရင်မျက်နာကိုစိုက်ကြည့်မိရတည်တယ်လို့လို့ရှိ၏။နှစ်ယောက်သားစိုက်ကြည့်ကြ၍မကြပါဘဲကျွန်ုပ်ထင်သည့်အတိုင်းနေပေါ်ခမည်း ဟာအစ်ကရပဲနင်းကိုကုထုံးကုထုံးတမီမင်းရမဟုတ်လားနင်းငါ့ကိုမှတ်မိဘူးလားငါမောင်ကြားရဲ့လေဟေးအောင်မလီဟဲ့ဤငယ်ဟုတ်ပါရဲ့နင်းကအခုသဘင်ဒီပါရင်းနဲ့ဝါလို့ကိုဟဲ့တကယ်ရဲ့ဟေးငင်ငင်ကရုပ်တစက်ကမှမရှိဘူးအေးဟဲ့ဟုတ်ပါရဲ့နင်းကိုကြီးနဲ့ငါမကြမကြတွေ့ရင်နင်းရန်ကုန်မှာနေတယ်ပြောတယ် အခုတွေ့ရတာအင်မတန်ဝမ်းသာတယ်ကွယ်တို့เจ้าကထွက်သွားတာအခုဆိုရင်၁၂နှစ်၁၃နှစ်လောက်ရှိအောင်ပဲသူ့ယောက်ျားပဲလှည့်ပြီးဒီမှာအဒူလမင်းရဲ့ဒါဟာဒိုးတငယ်ချင်းเจ้าနေပဲကစားပန်ကွယ်အင်မတန်ခင်ကြရယ်အော်ဟုတ်ကလားအေးအေးကောင်းတယ်ကဲစကားပြောကြအောင်ဟူ၍ထသွား၏ဇယင်းကိုလှမ်းရအောင်ပြီမိဘရွာနဲ့ရှင်သာရှင်ပင်သာရောင်းရွာဆက်ကြတယ် လောကတဲ့ဘုံကြီးကြောင့်ရှိထိုကြောင့်လည်းကျွန်တို့ငငယ်ကနေကြရကျွန်တို့နိဗ္ဗာန်ဘက်က 4AD နဲ့ကျွန်တော်တို့တွေရှင်ပင်တာလျောင်းရွာကမေမြအေးစိန်တန်းညွန့်တို့တွေအလွန်ချစ်ခင်ကြ၏ကစားအတူစားအတူဆိုသလိုနေကြ၏၎င်းကျောင်း6တန်းတွင်အတူနေကြ၏ကျွန်တော်တို့လူစုတွင်မေမြနှင့်ဖိုးအေးကြီးတို့အကြောင်းကိုအထူးပြောရအောင်မည်မေမြမှာညံကောင်း၏တွက်လက်၏ ်ပါနေကျွန်တော်တို့တငယ်ချင်းဖိုးအေးကြီးမှာကမယ်ညညံကောင်းသလောက်တွက်သလောက်ပါသလောက်ဖိုးအေးကြီးကညံတိုင်းထုံဤနှုံဤတို့ရမယ်အလွန်သဘောကောင်းရှာဤမယ်များကဖိုးအေးကြီးကိုတသားတော့ဟုသဘောထားဤသူ့လက်အောင်ငယ်သားကဲ့သို့ခိုင်းစီစိတ်မထလင်းနေရွဲ့ဆွဲခြင်းထူးရိုက်ခြင်းကိုပြုဤအလွန်အနိုင်ရဤတို့ရတဲ့မုံးဒီကမဟုတ်ချင်းမယ်များကစားတရာရှိတယ် မိမိကနည်းနည်းယူပြီးဖိုးရေးကြီးကိုသူများစော်ကားနဲ့မယ်များကောင်ဝင်၍ခုခံ၏မယ်များမှာဖိုးရေးကြီးအတွက်မကြမကြာဆရာဖုန်းကြီးရှိသူရောက်ရ၏ဤသို့နေကြရာ၆တန်းဆောင်မွဲပြီးသည့်နောက်ကျွန်ုပ်ထွက်ခဲ့၏သူတို့လည်းမကြမီဆိုသလိုကြောင်းကထွက်ကြ၍မယ်များနှင့်ဖိုးကြီးတို့ချစ်ချိုက်နေသည်ဟုကြားရ၏ကျွန်ုပ်သည်လည်းအချားကြောင်းများတွင်မြန်မာ9တန်းဆရာအဖြစ်အင်္ဂလိပ်10တန်းနောက် ရန်ကုန်ကောလိပ်သို့ရောက်ခဲ့၏။၁၂နှစ်၁၃နှစ်ကျွဲကြပြီးနောက်တမိုးရီယာပင်လယ်ကျောင်းတွင်မယ်များကိုကလားမရအဖြစ်နဲ့တွေ့ရကြုံရသည်မှာအတန်ထူးဆန်းအန်အော်ဖ်ဝင်ကောင်း၏။မယ်များရင်နင်းဘယ်ဖြစ်ရောက်လာတာလဲ။နင်းဟာတော်ပုံတော်ပန်းနဲ့နေပါဦးဖွေးကြည့်ပါမင်းကဖွေးကြည့်တာမင်းကလူဟုတ်ကြီးထင်နေတာငငယ်ကနုံနုံ ြီးတော့တာတုံသေးတယ်သူ့ကိုမချစ်လို့တော့မဟုတ်ပါဘူးနို့ပေတယ်လူစတုံးလို့ပါကွယ်ဒီအကောင်နင့်ကလာကတော့ဘလောက်များလူစားကောင်းလို့လဲဟဲ့မခံချင်၍ဒေါသနဲ့မေးသည်ဟာမင်းမသိဘူးငါကလာကလေခိုရာစူးရစီရဲ့တိတ်လေတာငါပြောမယ်ဒီမှာကြည့်သူရင်ကနွားတက်သမားစီမှာနေရတယ်မကြဘူးမောင်ကြီးသူကိုယ်တိုင်မင်းတို့နိဗ္ဗာန်ဘက်ကနွားတက်ရုံကို သူ့လေလံဆွဲနိုင်တာပဲအခုနွားတဲ့ယုံလေလံပိုင်ပေါင်ရဲ့နေနေမမက်နဲ့ဟင် no နင်းကိုတိုင်းနဲ့နွားတဲ့တလားဟာနေယူတလားဟဲ့ငါကိုတိုင်းတက်မှနွားတည်ရမှာလားဟဲ့ဘာလဲမင်းကမင်းတို့ဗုဒ္ဓဘာသာတရားနဲ့ပါဏာတိပါတာတွေဘာတွေပြောကျင်လို့လားဟဲ့ဟေးမင်းနိုင်ငံကြောင်းနေဘက်ပါဘယ်မင်းတင်ရတော့ငါတင်ရတာပဲမဖိမ့်ပါနဲ့တို့ကျန်းစာကစားခြင်း တက်ရတယ်။ဒါရီယာကပယင်းဒီဟင်းရက်ဒီပြီးတော့ကျမ်းမာရေးဘက်ကကြည်အောင်နာတည်တဲ့သားဆိုင်ယောဂဖြစ်တဲ့လက်လက်ဆက်ဆက်ကိုတက်စာမှာတန်ရှင်းနေကျမ်းမာတယ်နားနေရလားဒါရီမင်းတို့အင်္ဂလိပ်စာပြင်ရတာမပါဘူးလားဟာမေမြနင်းဟာလွဲကုန်ပြီဒီမှာထိုအခါမေမြကအတန်ထွက်အောင်ရေးဟေးမင်းကငါ့ကိုတရားဟောမလို့လားမရဘူးဆရာ ငါကမင်းကိုခေါ်မှာအဘိဓမ္မာတွေပါတွေတက်နေဘူးမင်းကိုတတရားနဲ့ရှင်းရှင်းခေါ်ပြမယ်မင်းတို့မြန်မာတွေဗုဒ္ဓဘာသာတွေကတက်တော့မတက်ရဘူးသူတို့ဘာတက်ပြီးတော့မြင်မြင်ကြီးစားသလားအလိုတန်းရှိရင်နွားတက်ကလားကိုလာပြီးလက်တို့တက်သလားပြီးတော့ပူပူနွေးနွေးစားကြင်နေဆိုပြီးဈေးရောက်အောင်မှမဆောင်နိုင်ပဲနွားတက်ရောအတီလာဆောင်ပြီးလက်ရတွေလိုဆွဲကြလူကြတယ် ဘာဗုဒ္ဓဘာသာလဲကွပြောစမ်းမအောင်ပြီးတော့မင်းတို့မြန်မာတွေကအခုတလောဝင်သားလူစကားအင်မတန်ပြောကြတယ်ဟေးမှတ်ထားဘာလူမျိုးဖြစ်ဖြစ်တရားနဲ့ပြည့်စုံရင်ဝတရားမလဲဟင်းရင်အဲ့ဒါလူတန်ဖို့လို့မှတ်ထားဟောအခု9ယောက်ကြာအလူရာမြင့်ဟာရွှေနဲ့ငွေနဲ့အခမ်းအနားမော်ကြီးပတ်စံရှိရင်ဂုံရှိတာပဲအဖိုးတန်တာပဲငါနဲ့မရခင်ကကလေးကအင်မတန်ဖော်ရည်တယ် ဒုံမိဘများကငွေလို့ရင်သူကတောင်လာဖို့လေဘလောက်တော်တယ်ဟဲ့အဲ့ဒါကဒါနပြုတာမဟုတ်ဘူးဟဲ့နင်းကိုပူးပေးတာအခုအဲ့ဒီပတ်စံတွေကိုနှိမ်ပြီးနင်းကိုယူတာမဟုတ်လားဒါကနောက်မှဖြစ်တာငါ့ကိုမရခင်ကလည်းပေးရင်ရပြီနဲ့နောက်လည်းပေးရတယ်အဖြစ်ကိုပြောရအောင်မင်းငါကလားနဲ့ရတော့တံပြိုးလုံးတရေလုံးကငါ့ကိုလက်ညှိုးဝိုင်းထိုးကြတယ်တော်တော်ကြာလို့ငက်ကြတော့ကလားစီ ငါးစီကိုဒူးတုတ်လာကြရတယ်။မင်းတို့မြန်မာများဘလောက်ဖြင်းချတယ်လဲဆိုတာကိုကြည့်။ငါမှာရွှေနဲ့ငွေနဲ့ဆိုတော့ငါ့ကိုအရင်ကအခုမမအရင်ငါ့ကိုအရက်ကအခုမမများတဲ့။တချို့ကဘီဘီများတဲ့။အဲ့ဒါကကြည့်တော့ပတ်စံဟာအရေးကြီးဆုံးပဲ။တို့ရောမှာအခုကလားခစ်ထနေတယ်။ငါ့ကိုအားကြပြီးကလားတွေကိုလိုက်မှုနေကြတယ်။တို့တငယ်ချင်းအေးစိန်လေးလွှတ်တိုက်တဲ့ကောင်းနေရတယ်။ တန်ယူကဘုံကြီးလူထွန်းနဲ့ရတယ်။အခုသူတို့ကမြန်မာလင်တွေကွာပြီးကလားကိုယူမလို့စိတ်ကူးနေကြတယ်။မောင်ကြီးခစ်ခစ်မင်းရောအိမ်အောင်ကြပြီလား။မကြသေးရင်ကလားလိုဝတ်လာခဲ့။မင်းကိုအရင်ကစကမ်းကြီးနေတဲ့ဟိုကောင်မကြီးရှိတယ်မဟုတ်လား။အခုရသေးရမယ်လာခဲ့။ငါအမခံ။မင်းများနေယူပြီးဒီကလားတွေကြောင့်တို့မြန်မာတွေရဲ့အကျိုးရောက်ရတယ်ဒီမှာကြည့်ငါပြောမယ်။ဟေးတော့ မင်းတို့ကကျေးဇူးရှင်ကိုကျေးဇူးမလို့လားကြည်တန်းချစ်တီးတွေဟာရဝေးကလာပြီးငွေအားကြီးအားနဲ့မင်းတို့မြန်မာတွေကိုထောက်ပံ့တယ်သူတို့ရှိတော့မင်းတို့လေလောက်ဖို့အရင်ရတယ်ဇဘာလောင်ဖို့ကုန်ကူးဖို့ဆိုလို့အရင်နည်းရတယ်မဟုတ်လားဒီကျေးဇူးတွေမင်းတို့မသိဘူးလားဩသူတို့တွေဟာကျေးဇူးတွေလားတို့နေပါဦးအခုဒိုးနေကလဲတွေခြံတွေအိမ်တွေအခုဘယ်သူလက်ထက်ရောက်ကုန်ပြီလဲချစ်တီးလက်ထက်ရောက်ကုန်ပြီဘာဖြစ်သေးလဲရောက်မှာပေါ့ အရောက်တောင်နေသေးတယ်။မင်းကကလားကိုအပြစ်တင်နေလို့လား။မင်းကအင်္ဂလိပ်စာတွေဘာတွေလဲတက်တယ်။ရန်ကုန်မြို့ကြီးမှာလည်းနေရတယ်။မင်းကိုတော်လိမ့်မလားအောင်းမိမိတယ်။မင်းလည်းခက်ချကြပါကလား။ဟေးမင်းမြန်မာပြည်ဖြင်းလို့ညံလို့အဟုတ်မဟုတ်လို့ကောက်ချင်လိန်ချင်လို့အမျော်မြင်မရှိလို့ချွေတာချင်းမရှိလို့ကိုရှိတာထက်ကြွားချင်လို့တည်ရလား။လူမာပြန့်စားစီရဆံမရှိဘူး။ ခေါ်ဆွဲဆိုင်ပလာတာဆိုင်လက်ဖက်ဆိုင်ထန်းရည်ဆိုင်အရက်ဆိုင်ဖဲဝိုင်းရုပ်ရှင်မြင်တွင်ဘာကြံသေးလဲကို့အပြည့်နဲ့ကိုဖြစ်တာဘာဖြစ်လို့သူများအပေါ်မတရားချခြင်းချတယ်အကုန်တော့နေသေးတယ်ငါသိပါလေကွယ်အခုဒုံးတွေကလည်းပြီညီတွေကလားလက်ထဲကိုတကြက်မှငါမှုချောက်မှုတော့ရောက်ကုန်ပြီကြံတာလည်းမကြောက်ဘူးရောက်မှာပဲကြည်မင်းမြန်မာပြည်ရှေ့ကိုတာ ြည်ကြက်အောင်မယ်အခုကလားတွေတနာလို့လေငါလောက်စီရယ်အဲ့ဒါကိုကျေးဇူးမတင်ဘူးလာငါကပေးကနေကြရင်စပါးကိုကဲ့ထားတယ်ခိုးရောက်နေကလားကစိတ်နဲ့မန်နဲ့တောင်းရင်မင်းညီမတွေကဆဲတယ်ရိုက်ရိုက်လုပ်တယ်အဲ့ဒါကောင်းသလားဒီလိုမယိုးဖြောင်းတဲ့သူတွေကောင်းသားမယ်လို့ရှင်ဂေါရမကဟောသလားရှေ့ကိုဘာဖြစ်မလဲသိရလား အခုမြန်မာတွေဒီလိုညှစ်လို့ဆိုပြီးချက်ကြီးတွေကသူတို့ကိုနောက်ဆိုလဲငားမှာမဟုတ်ဘူးအခုငားမလာခင်ကနေပဲကလားတွေကိုရွေးပြီးငားနေရတယ်သိရလားရှေ့ကိုကြံထားပုံကိုလည်းပြောပြအောင်မယ်မကြခင်ပဲကလားပြီကကလားအများပြခေါ်ပြီးရွာတဲပြီးနေမယ်ဘယ်ကလောက်ညံကြီးတယ်မင်းကြီးတော့ပြီးတော့အဒူတာမြစ်တို့လူစုကြပုံကကလားတွေ့ရနိုင်တယ်မြန်မာပြည်မှာခေါ်တာရသမျှမြန်မာပြည်ကိုယူ လင်ငန်းမရခင်မြောက်အောင်ဆက်ပြီးဇက်တွန်းဝေးလာတဲ့ကာပြားတွေကိုလည်းကလားဇက်တွန်းနောက်အကြာလူဆုံးအနည်း90ပဲမြန်မာပြည်ဘာဖြစ်မလဲမင်းတွေးကြည့်တော့ငါကိုယ်တိုင်နဲ့ခုကလားဆက်တွန်းပြီးပြီအခုစေတကောင်းမှာ အတော်ကြာနေပြီးရင်ဟို့အနောက်မကမြို့ကိုအရောက်သွားမယ်ပြန်လာတော့ကြည့်ငါအရက်ကစပြီးငါမြန်မာတွေကိုချွတ်ပြမယ်မင်းပြန်နေဟာလုံကုန်ပြီငါနေအဖြစ်မြင်ရတာ ်အင်မတန်တနာတယ်ငါပြောပြစီရောဟဲ့ဘာမင်းကငါ့ကိုတနာတယ်ဟုတ်တယ်ဟုတ်လားဒီငါကမင်းကိုတနာတာမင်းအခုပညာဝင် လုပ်နေတယ်ငါကြားတယ်ပြီးတော့ဝန်တန်မှုအလုပ်တွေလည်းလုပ်နေတယ်ကြားတယ်မလုပ်နဲ့ဆရာကြီးမင်းမြန်မာတွေအလကားပဲဘာလုပ်လို့ပြက်မှာပဲမင်းတို့မောယုံတာရှိမယ်ငါမြန်မာပြည်မှာမြန်မာဖြစ်လာတာတွေးမိတိုင်းရှိတယ်အခုခိုးတာအရှင်ကဲတော်မူပြီလို့ ။တော့မဟုတ်ရင်အမလေးရဲ့ငါကလီစာတုံ့နှားတယ်မပြောချင်ပါဘူး။ gain မင်းများငါတဲ့ဘာမှမပြောရဘူး။နင်းကြီးပြောတာပဲ။အခုငါပြောလို့လည်းရမယ်မဟုတ်ဘူး။နင်းလုံမိန်းမတယောက်ဒီလိုဖြစ်သွားတာငါအင်မတန်ဝမ်းနေတယ်။သို့တော်လည်းနင်းလုံမိန်းမတယောက်ကဘယ်နည်းနဲ့မှကြာကြာလွယ်မနိုင်မှာမဟုတ်ဘူးဆိုတာငါယုံကြည်တယ်။တနေ့တော့နင်းသိမယ်။ gain ဒါပဲငါသွားမယ်။ နောက်မှလာအောင်ပဲဟုဆိုပြီးကျွန်တော်ထားခဲ့ပြီထုံးရင်းညနေကျွန်တော်ထမင်းမစားနိုင်တော့ပါကော်ဖီတစ်ခွက်သာတောက်ပြီးအိပ်ရာသို့ဝင်တော့ဤအိပ်ရည်လည်းမပြောနိုင်တွေးမိသည်ကအော်ဒီလိုဖြစ်ရတာကလားများငါတို့ဒီမှာလာနေလို့ဖြစ်ရတာသူတို့ကိုအပြစ်တင်စရာပဲနေုံနေုံသေးသေးချာချာတွေးကြည့်လိုက်တော့သူတို့အပြစ်မဟုတ်ဘူးသူတို့ဒီလိုစီးမရှိကမ်းမရှိလာနေတိုင်းလာနေတာဟာဆိုင်ရာအစိုးရကခွင့်ပြုထားတော့ ဒါဖြင့်အစိုးရကိုအပြစ်တင်စရာဖြစ်နေပါလားနေရောနေရောတွေးစရာကြံသေးတယ်အစိုးရကိုအပြစ်တင်ဖို့မှဟုတ်ပါလိမ့်စားစင်စစ်မတော့ဒုလူမျိုးဖြစ်လို့လေအုပ်စရင်းလို့အုပ်စရင်းကဲဆိုသလိုကိုအကျိုးအတွက်ကိုလုံးမှရတော့မှာပေါ့ငါတို့တွေအမှုမဲ့အမဲ့မဲ့ဖြစ်နေကြလို့အခုလိုအဖက်ဖက်ကပျက်စီးရတာပဲဒါဖြင့်ဒုလူတွေကိုအပြစ်တင်တင်တာပဲနေရောဒုလူတွေခင်ဗျားမာလေ ပညာဘဟုတ္တမရှိရှာကြဘူးအားကိုးစရာခေါင်းဆောင်လူကြီးကလည်းကောင်းကောင်းမရှိရှာကြဘူးဒီတော့ပုံမူတည်ကျမ်းတဲ့မျော်မြင်တဲ့လူတွေများက ရှေ့ဆောင်ပြီးမှတည်ကြမှာပဲဒါဖြင့်တော်တော်တန်တန်သိမြင်တဲ့လူတွေဝတ္တရားဖြစ်နေပါလားဒီလူတွေထဲမှာငါတယောက်နဲ့ပါဝင်သင့်တယ်ချင်းတယ်မိမိတည်ကျွမ်းသိမြင်သမျှကိုတက်နိုင်သမျှလူများနားလည်အောင်ပြုလုပ်ဖို့ရရှိတယ်ငါပြုသင့်သလောက်မပြုရသေး ဒါဖြင့်တရားခံလက်တဲ့အစ်စ်ကငါဖြစ်နေပါဘောလား။ gain ဒါဖြင့်ဇက်ကြောမရှိနဲ့နော်။ကလားတွေအစိုးရတွေလူတွေကိုအပြစ်ဆုံးမဲ့အစားကိုကိုကိုသာဆိုပြီးတော့ဥပမာတစ်ခုလဲလောက်ကြဆိုကိုကိုကိုအပြစ်တင်ခြင်းဒီအမှန်ဆုံးဖြစ်၏ကိုကိုကိုအပြစ်တင်ခြင်းဒီသာအပြစ်အကင်းဆုံးဖြစ်၏ဤဥပရိသကိုရာမအိပ်ပျော်သွားရသည်ဤဥပရိသကိုရာမအိပ်ပျော်သွားလေသည် ။နောက်တနေ့နဲ့တမောဒီစစ်တွေတို့ကခဲ့ကြီးကျွန်ုပ်ဒီမယ်များတို့ကလာလင်မယားမောင်းတန်းအားဆက်လက်များများပေး၍စိတ်လေးလေးနဲ့စင်ခဲ့ကြီး။စင်ကလေးငယ်မယ်များဘဲကမဆိုရန်ကုန်ရောက်ရင်ငါ့အိမ်ကိုဝင်ထက်သွားရော့လိပ်စာယူထားဆို၍ပေးခဲ့ကြီး။စစ်တွေတွင်ခုနှစ်ရက်တပတ်မြတ်နေ၍ပြီးရန်ကုန်ပြန်ခဲ့ကြီး။မယ်များတို့နဲ့တွေ့ပြီးနောက်တနစ်ကျော်ကြာသောအခါ ကြုံရသည်ကမယုံနိုင်တရားဖြစ်၏တနေ့တွင်မိမစုတ်ချကြတယောက်လန်ချာနှင့်ကျွန်ုပ်အိမ်သို့ရောက်လာ၏ထိုသူကမယ်များပင်သည်တမောပေါ်တွင်တွင်ပြင်ခဲ့ရသောဆိုရှမ်းပြေဝါသောအသားတို့မရှိပယိုးပေါ်အောင်ပိန်ကျုံခဲ့ပြီမြက်တွန်းကျနေပြီစပင်များခြောက်သွေ့၍မတက်မရဲ့ဖြစ်ကုန်လေပြီထိုအားလုံးများပေါ်တွင် မကြည်မသာခြင်းဒီဟုသောစိတ်ညှိုးငယ်ခြင်းကတမျက်နာတော့တစ်ခုလုံးကို ပုံအုံလေးရဲ့ရှိလေဒီတကားမောင်ကြားရင်ငါအဖြစ်မြင်ဝင်သေးရဲ့လားမျက်ရည်လည်းရွှင်းနေပြောသည်ငါတော့ခွေးဖြစ်တာပဲစေတကောင်းကိုရောက်လို့တန်းတင်းလောက်ကြာရင်လည်းသူတို့မိဘဆွေမျိုးများကငါ့ကိုမလိုဘူးသူတို့ပြည်ကကလန်မတယောက်နဲ့လက်ထက်စီရယ်ငါ့ကိုကျွန်လို့ထားတယ်ငါ့ကိုမော်မကြည့်ဝတ်နဲ့အလက်တူအတူလာမြင့်ဟာငါ့ကိုဆဲဆူချိန်မောင်းတယ် တနေ့တော့ငါ့ကိုခြေနေတောင်ကန်တယ်အဲ့ဒါနဲ့ငါ့စာတိမှန်ထားလာတော့တာပေါ့ငါသူတို့ကိုအကုန်လုံးအစိတ်ကြွေးတက်မယ်လို့ကြံတယ်။နောက်ကိုယ့်စိတ်ကိုချုပ်ပြီးညအခါမှာသူတို့တစ်တာကိုဖွင့်ပြီးတရားယူနှစ်ရာယူပြီးကဲ့ဝက်ထားလို့900အပြည့်မှာငါထွက်ပြေးပြီးတမောကထမင်းချက်တမောကိုဝေပေးပြီးတမောပေါ်မှာပုံလိုက်ခဲ့တယ်။အခုမင်းပြေးခဲ့တဲ့လိပ်စာအတိုင်းမင်းမြန်လာလို့ရောက်လာတာပဲ။အေး မင်းတို့မင်းမမျိုးကြာကြာလွယ်မမနိုင်ဘူးဆိုတာအစကပဲငါပြောလိုက်တယ်မဟုတ်လားအေးလေကွယ်တသက်တခါဒုက္ခဆိုတာတွေ့ရတာပေါ့အခုလိုလွတ်လွတ်လပ်လပ်ဖြစ်လာတော့တာကိုပဲကျေးဇူးတင်ဝမ်းသာပေးတယ်ငါစီမှာနင်းနေပျော်သလောက်နေပါအရင်ချာလိုပဲအောင်းမိတာပေါ့မယ်မြသည်ကျွန်ုပ်ထံတွင်တလားကိုသတင်းနေပြီးမိမိအရဲ့ရင်အမထံတွင် နေလိုကြောင်းလက်တွင် ငွေ300ကျပ်များကြံသေးသဖြင့်တောအရက်တွင်ကောင်းစွာရင်းနှီးစားနေနိုင်ကြောင်းပြောသည်နှင့်ကျွန်ုပ်ပို့လိုက်ပါ၏လွန်ခဲ့သောမိနစ်ခန့်ကနေ့တဲ့သတင်းစာကြီးတစ်စောင်ကြီးခေါင်းကြီးပိုင်းတွင်ပါလာသည်ကဟင်းသရနှင့်နေပိုင်တော်သို့ခေါင်းဆောင်လူကြီးမင်းများရောက်ရှိနိုင်ငံရေးတရားဟောကြောင်းပြည်သက်အစီဆုံးဖုံးနှီးပြန်များထက်စီကြောင်းပြည်သက်တို့ကိုရှင်းသားရှင်းပင်သားလျောင်းကုံမာကြီးအတင်းကား ရှာရဘက်၏ကွင်စီလက်ဖက်တို့ဖြင့်ဧည့်ခံကြောင်းတရားဝဲအပြိနိုင်၎င်းကုမ္ပဏီအသင်းဥက္ကဋ္ဌတော်များကကျေးဇူးတင်စကားပြောသည့်အပြင်အမျိုး၏စောင့်စည်းမှုတွင် မိမများအရေးကြီးပုံမိမိမစောင့်စည်းသဖြင့်ဒုက္ခရောက်ခဲ့ပုံတို့ကိုပြောပြရာ၌ပရိသတ်အလွန်နှစ်သက်ကြောင်း၎င်းအသင်းကယခုအခါအနည်းနာရက်ရွာတို့သို့တွားရောက်၍အမျိုးသမီးများစောင့်စည်းအကြောင်းလိုက်လံဟောပြောနေကြကြောင်းထို့ပြင် မကြာမီပင် ၎င်းအတင်းဥက္ခဒေါမြကမကရပြု၏အယက်နှင့်စုပြီးနှင့်နိဗ္ဗာန်ပရှိနွားတဲ့ယုံကိုလေးလံအမြင်ဆုံးပြီးဆွဲယူလိုက်ကြောင်းတို့ကြောင့်ယခုလာမည့်နှစ်အတွက်အထူးသဖြင့်နွားတရဝါများအသက်ချမ်းသာကြရတော့မည်ဖြစ်ကြောင်းပါလေသည်အင်းတို့မယ်များကြီးတဲဟုတ်နေပါလားဟုကျွန်ုပ်သည်စိုးမီပြီးရဲ့တဘောကြဝမ်းမြောက်ကျေးဇူးတင်ကပြုံးနိုင်မိလေ၏ နောက်ထပ်၍တရင်ကြားရသည်ကလူရိုးဖွေးကြီးသည်မယ်မြကိုစိတ်နာ၍အိမ်တော်မပြူပဲဇွဲနှင့်နေခဲ့ရာမယ်မြပြန်ရောက်၍နှစ်လလောက်ရှိတွင်မယ်မြကငယ်တိုင်းဖြစ်သည့်အတိုင်းဖိုးကြီးကိုနေရွက်ဆွဲခေါ်ခဲ့၍မယ်မြမယ်မြနှင့်တင့်တင့်အေးချမ်းစွာလင်မယားအဖြစ်ပေါင်းသင်းနေထိုင်ကြနေပြီဟုတည်းအမျိုးသားပညာဝင်ဦးဖိုးချာအဆုံးထိကြီးစုနားဆိုင်ပေးကြတဲ့အတွက်အားလုံးကို ျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။